။တော်မတော်ရှင်မပြည့်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လောင်းဝေပါ။21ရက်ဆယ်လ2025ရက်နေ့သတင်းတွေကိုတင်ဆက်ပြနေဖြစ်ပါတယ်။ဒါဒုတိယပိုက်ပါ။ဒုတိယပိုက်အဲ့တော့ပထမပိုက်မှာကျွန်တော်ပြောသလိုမျိုးသူများအသားကိုလည်းမနာစေခြင်းသလိုကိုယ်အသားကိုလည်းနာကျင်မှာပေအောင်ကြောက်ကြတဲ့လူတွေကြီးပါပဲ။နော်ဒါလူတိုင်းပဲ။လူတွေမဟုတ်ဘူးတိရိစ္ဆာန်လည်းထုံနီးတူစွာပဲ။ထုံနီးတူစွာပဲ။နော်တိရိစ္ဆာန်လည်းခင်ဗျားလေးကောင်းနဲ့ပြည့်ကြည့်လိုက်။ဒံရရတယ်သူတို့လည်းနာကျင်ရတာပဲနာကျင်ရတာပဲเนาะအဲ့တော့လက်ရှိဒါကျိုးလွန်တဲ့သူတွေကိုတော့ဒါနိုင်ငံတော်အားလုံးက ဒီနေ့ဟိုဖန်ဆီးခေါ်ဆောင်သွားပြီနော်ဖန်ဆီးခေါ်ဆောင်သွားပြီအဲ့တော့ဆိုင်းပိုင်ရှင်ရောဝန်ထမ်းတွေရောအားလုံးခေါ်ဆောင်သွားပြီအဲ့တော့သူတို့ကိုနိုင်ငံတော်အနေနဲ့ဒါထိရောက်စွာအေးအေးယူစေခြင်းနဲ့ဒါမှနောက်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 ဒါပြည်သူနောက်ကျန်တဲ့လူတွေဒီလိုမျိုးမလုပ်ရဲမှဖြစ်ပါတယ်နော်ထိရောက်စွာအေးအေးယူဖို့တော့လိုပါတယ်ဟောကျွန်တော်နိုင်ငံတော်ရဲ့နေရာမှာကျွန်တော်ဆုံးနဲ့တေးကြတဲ့အကောင်မကြီးပါးရီတစ်ချက်ချင်းစီရိုက်မှာနင်ဘယ်လက်နဲ့ရိုက်တာလဲမေးပြီးတော့အဲ့လက်ကိုခုတ်ပလိုက်မှာနော်လက်ကိုဒါနဲ့ခုတ်ပလိုက်မှာအဖြစ်အရှင်းရှင်းလေးဘယ်လက်နဲ့ရိုက်တာလဲရိုက်တဲ့လက်ခုတ်ပလိုက်မှာသွား ဟာဘယ်ပါးစားကပြောရလဲပြောတဲ့ပါးစားစောက်ခွက်ကိုတဲရိုက်ပလိုက်မယ်တဲရိုက်ပလိုက်မယ်ဘယ်လိုမျိုးဘယ်ဘယ်လက်ကနေပြီးတော့ social media ပေါ်မှာဒီလိုမျိုး တင်တာလဲမေးပြီးအဲ့တင်တဲ့လက်ကိုပါဖျက်ချပြင်မယ်နော်ဘယ်လက်နဲ့ကြိုးတုတ်တာလဲမေးပြီးတော့အဲ့တုတ်တဲ့လက်ကိုဖျက်ချပြင်မယ်ကျွန်တော်ကတော့အဲ့လိုလူသားမျိုးကျွန်တော်အဲ့လိုလူသားမျိုးဒါပေမဲ့ကျွန်တော်အဲ့လိုမျိုးကြီးတော့မနှိမ့်ဆက်စေချင်ဘူးဒါပေမဲ့ထိရောက်ဆိုတော့ဒါနိုင်ငံတော်ကြီးကြီးအနေနဲ့ဒါကိုထိရောက်ဆိုအရေးယူစေချင်တယ် တယောက်တော့အေးအေးယူနေခြင်းတယ်ဒါကဘာဖြစ်လို့ကျွန်တော်အဲ့လိုပြောလဲဆိုလို့ရှိရင်ဒါမှကျွန်တော်မြန်မာနိုင်ငံမှာဖွဲ့စည်းပုံရှိတယ်တရားဥပဒေရှိတယ်တရားဥပဒေစိုးမိုးမှုအောင်မှာကျွန်တော်ပြည်သူလူထုယက်တည်နေတယ်ဆိုတာကိုသိရှိဖို့အတွက်ကိုဒါကိုတယောက်ဆိုအေးအေးယူနေခြင်းတယ်နော်အေးအေးယူနေခြင်းတယ်ဒါတော့တစ်ချက်ပေါ့နောက်ကခိုးမှုနော်အဲ့တော့အဲ့အမျိုးသမီးကဒါသူ့ဆိုင်ကိုဝန်ခိုးတယ်မှန်တယ်အဲ့တော့ခိုးမှုကကျွန်တော်ပုံမှန်389နဲ့ညိပါတယ်389နဲ့ညိတယ်အဲ့တော့ညိတာဖြစ်တဲ့အတွက်သူလဲနိုင်ငံတော်ကထိုက်တန်တဲ့ ပြစ်ဒဏ်ကိုပေးมาဖြစ်ပါတယ်เนาะအဲ့တော့ထိုက်တန်နဲ့ပြစ်ဒဏ်ပေးဖို့အတွက်လည်းညှော်လင့်มาတယ်ညှော်လင့်มาတယ်အဲ့တော့ကျွန်တော်ကတခုအာမပေးဘူးဒါပေမဲ့ကိုထေးလက်ရောက်ကျူးလွန်တာဖြစ်တဲ့အတွက်ဒါကျူးလွန်မှုတော့ထိရောက်စွာအေးအေးယူပေးဖို့ဒီနေရာကနေပြီးတော့ဒါတောင်းဆိုပါတယ်ဒါကတော့ဒီနေ့ဒါဖြစ်ပျက်ခဲ့တဲ့ social media ပေါ်မှာပြန့်နှံ့နေတဲ့ video file တခုနဲ့ပတ်သက်ပြီးတော့ဒါဒုတိယဆက်မှာပါဆက်ပြီးပြောပြတာဖြစ်ပါတယ်နောက်တစ်ခါရခိုင်ချင်းနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြမယ်လက်ရှိရခိုင်မှာအကြမ်းဖက်ပြည်ပြအုပ်စုမီဒီယာတွေရဲ့ပြောနေတဲ့လေတံလေးတွေရှိတယ် ငါတို့နေကစကန်ကြီးရပြီတို့နော်အဲ့တော့ကဘာလုံးကြီးစကန်ရပြီတို့စောက်ကြီးစောက်ကြီးပြောနေတာစောက်ကြီးစောက်ကြီးပြောနေအဲ့ပြောတဲ့ကောင်တွေကိုပြန်ကြည့်ကြည့်လိုက် ပြောတဲ့ကောင်တွေကိုပြန်ကြည့်ကြည့်လိုက်တက်မတော်ထဲမှာတက်မတော်ကချထားတဲ့ဥတွေပုံမတွေတက်မတော်မှာလိုက်နာမဲ့စီမင်းစီကန်းတွေကိုမလိုက်နာနိုင်မဲနဲ့နော်ခွဲပြေးတင်းဆောင်စီရန်လုတ်ပြီးတော့လောက်ငွေသားတွေရဲ့ငွေကြေးတွေကိုဒါလိန်လေခိုးယူပြီးတော့ထွက်ပြေးသွားတဲ့ပြည်ပြေးစီရန်တွေနော်ပြည်ပြေးစစ်ဖို့စီရန်တွေ စီရင်နေဖြစ်ပါတယ်နော်သူတို့ရဲ့နောက်ကြောင်းကိုခမောင်းသေချာကြည့်ကြလိုက်သူတို့စကားကိုနားအောင်နေတဲ့အကြမ်းဖက် PDF နဲ့အကြမ်းဖက်အားပေးပြည်သူလူထုတွေလည်းဒီကောင်နေရဲ့နောက်ကြောင်းကိုအရင်မလေ့လာကြည့်လိုက်ပါနော်အခုလက်ရှိစစ်တပ်ကနေပြီးတော့စီရင်လောက်သွားတဲ့စစ်ဘိုတွေဒါရှိပါတယ်မရှိဘူးမဟုတ်ရှိတယ်နော်စီရင်လောက်သွားစစ်ဘိုတွေရှိတယ်အဲ့တော့သူတို့ရဲ့နောက်ကြောင်းကိုသေချာပြန်ကြည့်ကြလိုက်ကျွန်တော်တို့ဒီကျွန်တော်ကတက်ထောက်ခံလို့ပြောတာလည်းမဟုတ်ဘူးသူတို့မုံလို့ပြောတာလည်းမဟုတ်ဘူးဒါပေမဲ့ကိုအားပေးတဲ့လူတယောက်ရဲ့ နောက်ကျောင်းရာဇဝံကိုတေချာဆောင်သန်းကြည့်လိုက်ပါလက်ရှိခင်ဗျားတို့အားပေးနေတဲ့ကောင်တွေမှာကြည့်ကြည့်လိုက်ဒီကောင်တွေမှာအဲ့တော့တက်မတော်ထဲမှာဒီကောင်တွေဘလို့ပြစ်မှုတွေကျူးလွန်သွားလဲဘလို့ပုံစံမျိုးတွေလောက်သွားလဲခင်ဗျားတို့ဒါတွေကိုတေချာလေ့လာပါနော်လက်ရှိအဲ့စီရီယံလောက်ပြီးတော့ခင်ဗျားလိုင်းပေါ်မှာစောက်ကြီးစောက်ကြီးပြောနေတဲ့ကောင်တွေကတက်မတော်ထဲမှာမရိမ်းမှုနဲ့ထောင်ချမှအလုံးမှာထောင်ချမှခံနိုင်လို့ထွက်ပြေးသွားတဲ့ကောင်တွေကြီးပဲထွက်ပြေးသွားတဲ့ကောင်တွေကြီးပဲနော်အဲ့တော့အဲ့လိုမျိုးတွေပြောရင်လည်းမကောင်းဘူးဗျာနော် မကောင်းဘူးဒါမှမဟုတ်ဒီကောင်းနေရဲ့နောက်ကြောင်းခမ ्याओ တွေတေချာလေးလာပါလို့ပဲကျွန်တော်ပြောချင်တယ်ဒါရခိုင်နဲ့ဆက်ဆက်ပြီးပြောပြတာပါနော်ဒါလက်ရှိသူတို့ပြောနေတဲ့အတိုင်းရခိုင်နဲ့အကန်စကန်ကြီးကြပြီးကြပြီးနဲ့ပြောနေတဲ့အချိန်နဲ့ပတ်သက်ပြီးပြောပြတာပါလက်ရှိရခိုင်မှာရှိတဲ့ဒါနဲ့အကန်စကန်ကလုံးဝအကြဆုံးအကြဆုံးချင်းမရှိဘဲနဲ့ဒါဆက်လက်အောင်မြင်နေနေတယ်ဒါရခိုင် AA တွေအနေနဲ့လက်ရှိသူတို့ဒီဂုံးကိုမတက်နိုင်မဲနဲ့မီတာ6000กว่าလောက်ထိကိုသူတို့ပြန်ဆုတ်သွားတဲ့အပိုင်းနေရှိတယ်ပြန်ဆုတ်သွားတဲ့အပိုင်းနေရှိတယ်အဲ့လိုဆုတ်တဲ့အချိန်မှာလဲဒါတမတော်ကလေချောင်းနဲ့လိုက်လံဘုံကျက်တက်ခိုက်ရှင်းလင်းနေရရှိတယ် တော့အကြံပတ် A တွေရောဒါချင်းလက်နက်ကင်တွေရောဒါအကြံပတ်အညာသား PDF တွေရောတော်တော်များများအကြဆုံးများပြီးတော့ပြန်ဆုတ်နေရတဲ့အပိုင်းတွေရှိတယ်တော့တမတော်ကတော့မကြဘူးလားတမတော်သားကြီးလည်းအသက်ပိဆက်တာပါပဲနော်အဲ့တော့ကျွန်တော်တို့ကစစ်တိုင်နေတာပါစစ်တိုင်နေတာပန်းနဲ့ပေါက်နေတာမဟုတ်ဘူးနော်အဲ့တော့ပန်းနဲ့ပေါက်နေတာမဟုတ်တဲ့အတွက်သေးသေးနိုင်တဲ့လက်နက်တွေနဲ့တတ်နေတာဖြစ်တဲ့အတွက်နှစ်ဦးနှစ်ဖက်တော့အကြဆုံးလေးတွေရှိတယ်။ဒါပေမဲ့အားသာချက်ကတော့တမတော်က80ရာခိုင်နှုန်းပြန်လဲထိန်းချုပ်နိုင်ပြီးတော့အကြံပတ် A ကတော့20ရာခိုင်နှုန်းနဲ့အတူ မရှိဒါပြန်ဆုတ်နေရတဲ့အပိုင်းတွေရှိတယ်နောက်တစ်ခါတော့သူတို့ဘာလို့အဲ့လိုမျိုးပြန်ပြီးတော့ရွေလျားလဲမေးလို့ရှိရဲ့လက်ရှိတက်မတော်ရဲ့စည်ရင်နေတက်မတော်ရဲ့စင့်အားတွေဒါရခိုင်မှာတောက်လျှောက်ပို့နေပြီဒါဝင်မတိုက်သေးတာပဲရှိတယ်ဝင်မတိုက်သေးတာပဲရှိတယ်တိုက်တော့မှတိုက်တော့မှခင်ဗျောက်ရခိုင်မျိုးတွေတဲကအောင်မြေတွေဘယ်မျိုးတွေနင်းမလဲဆိုတာကျွန်တော်တို့တွေစောင့်မျှော်ပြီးတော့နားစွမ်းနေဖို့ပဲလိုတယ်လက်ရှိတက်မတော်ကရခိုင်မှာစင့်အားတွေတောက်လျှောက်ပို့နေပြီအဲ့တော့ဒီ ကန်းနေမှာလဲဒါကန်းနေမှာလဲဒါတမလို့ရဲ့စီရင်နေအများပြသွားလာလှုပ်ရှားနေရတွေ့တဲ့အတွက်ဒါအကြံပတ် AD အနေနဲ့ကလည်းဒါထုတ်ပြန်စာတွေအများပြထုတ်ပြန်နေတာကိုလည်းတွေ့ရတယ်အဲ့တော့သူတို့လက်ရှိသူတို့ထိန်းချုပ်ထားတဲ့အန်းတို့၊ဂွားတို့၊တောင်ကုတ်တို့အများပြပေါ့ဒီနေရာတွေကိုသူတို့ပြန်ပေးရမှာဆိုလို့လက်ရှိတိုက်နေတဲ့စစ်နေရာကိုအဲ့နေရာမှာရပ်တန့်ပြီးတော့သူတို့တွေအဲ့ဘက်ကိုကာပါယူနေတယ်လို့ကျွန်တော်သတင်းရတယ်အဲ့တော့မကြခင် ရခိုင်ပြည်နယ်တွေကဗိမ်မျိုးတွေကတက်မတော်ရဲ့အောင်မြင်တွေဆက်လက်ဖြစ်နိုင်မလဲဆိုတာနားဆွနေပါလို့ဒီတော့ပဲပြောလိုက်ပြသည်နောက်တစ်ခွတော့ဒါတာပုံးချုပ်ဟိုတာပုံးချုပ်ဦးဆောင်တဲ့အကြမ်းမဲ့တရလေးအဖွဲကတော့လက်ရှိငူဇံပါပါရင်နဲ့ပြောနေရတယ်တွေ့ရတယ်ငူဇံပါပါရင်နဲ့စာထုတ်နေရတယ်တွေ့ရတယ်တွေ့ရတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်လက်ရှိတက်မတော်အနေနဲ့ဒီတပတ်အတွန်းပေါ့တပတ်အတွန်းဒီတပတ်အတွန်းမှာတက်မတော်ကအကြမ်းမဲ့တရလေးတွေရဲ့နေရာဒေတာမှန်သမျှလေချောင်းနဲ့ဘုံကျဲတိုက်ခိုက်မှု 30နဲ့6ကြိမ်ရှိသွားပြီလို့ကျွန်တော်တို့သိရတယ်30နဲ့6ကြိမ်ရှိသွားပြီအဲ့အဲ့နေရာတဲ့ဘယ်နေရာကြီးလဲဆိုကျွန်တော်တို့မန်တုံမန်တုံပါမယ်နတ်ဆန်ပါမယ်နမ်မတူပါမယ်မိုးကုတ်ပါမယ်ကြောက်ဟိုတိဘောပါတယ်တိဘောပါတယ်အဲ့အဲ့မျိုးနယ်တွေအားလုံးကိုစုပေါင်းပြီးရေတွက်တဲ့အချိန်မှာကျွန်တော်တို့ဒီတပတ်တော့မှာတက်မတော်ကလေချောင်းနဲ့ဘုံကျဲတိုက်ခိုက်မှု30နဲ့6ကြိမ်ဟို6ကြိမ်ရှိပါတယ်ဆောရီနော်30နဲ့6ကြိမ် အဲ့တော့အကြမ်းဖက်တည့်ရလေးတွေကိုခွေးမောင်းမောင်းထုတ်နေတာဖြစ်တဲ့အတွက်ဒီကောင်တွေလည်းခွေးပြွက်ပြွက်ပြေးပြေးနေရပါတယ်။အော်တမတော်ကနောက်ထပ်ဗင်မျိုးတွေကိုဆက်လက်ပြီးတော့အောင်မြင်နေအောင်မလဲဆိုတာဆက်လက်နားဆွမ်းပါလို့ဒီလောက်ပဲတို့ချုံပြောလိုက်ပြသည်။နောက်တစ်ခါတော့ကျွန်တော်တို့ဒါ MNND A ကုကန်လက်နက်ကန်နဲ့တမတော်နဲ့ဒါညှိနှိုင်းဆွေးနွေးမှုတွေတချို့တချို့သောသတင်းရင်းမြစ်တွေရတော့အောင်မြင်ပါတယ်ညှိနှိုင်းဆွေးနွေးမှုတွေအောင်မြင်တယ်လို့သိရတယ်။လက်ရှိဒါတွေညှိနှိုင်းဆွေးနွေးခဲ့ကြလဲ။ဒါတွေကိုကျွန်တော်တို့ချုံပြီးပြောပြမယ်။ လက်ရှိတမတော်နဲ့ဒါ MNND A ကိုကလည်းနဲ့ကိုင်းတော့ရှော့ညီနိုင်ဆွေးနွေးမှုတွေလုပ်တဲ့ချိန်မှာဒါလိုအပ်နေတဲ့ကြံနေသေးတဲ့နှစ်ဖက်ညီနိုင်မှုအဆင်မပြေတာလေးတွေကိုဆက်လက်ပြီးတော့ညီနိုင်တဲ့ချိန်မှာထွက်လာတဲ့ရလက်လေးတွေကောင်းပါတယ်နော်ကောင်းပါတယ်အဲ့တော့မကြခင်ကျွန်တော်ရွေးကောက်ပွဲပြီးသွားရင်ရွေးကောက်ပွဲမတိုင်ခင်ဒါစစ်တုံးမှချိုးပြန်လာလိမ့်မယ်ပြန်လာလိမ့်မယ်နော်အားလုံးကညီနိုင်ဆွေးနွေးမှုအဆင်ပြေတယ်လို့သိရတဲ့အတွက်2026မကုန်ပါဘူးမကုန်ပါဘူးနော်2026အများဆုံးကြရင်နှစ်ဝက်ပေါ့ နှစ်ဝက်ပေါ့နော်အဲ့လောက်လေတော့ကြာမယ်ဒါနှစ်ဝက်ဆိုတာကျွန်တော်တို့2026ဆိုရင်တစ်လပိုင်းနှစ်လပိုင်းသုံးလပိုင်းလေးလပိုင်း၅လပိုင်းပေါ့နော်တကြံပြီးအဲ့လောက်ဆိုလို့ရှိရင်ဒါ MND A ကိုကလက်နက်ကင်ထဲမှာရှိတဲ့ဒီတက်မတော်သားစစ်တုံးမှာအားလုံးနှိပါတော့ဒါပြန်လာလိမ့်မယ်လို့ကျွန်တော်တို့သတင်းရပါတယ်နော်ဒါတော့တစ်ချက်ပေါ့နောက်တစ်ချက်ကကချင်ပြည်နယ်နဲ့ဆက်ကြအောင်ကချင်ပြည်နယ်ကိုဒါတက်မတော်ကလေကြောင်းပုံကျဲတက်ခတ်မှုဒါဒီနေ့ပြုတ်လုသွားတယ်ဒီနေ့ပြုတ်လုသွားတယ်မနက်အစောပိုင်း9နာရီလောက်ကဒါအကြံဘက် KIA ရဲ့ဌာနချုပ်ရှိတဲ့ line စာ နိုင်သာဦးတမတော်ကဘုံမူးရွာခဲ့တယ်ဒီနေ့တော့ဘုံမူးလေးရွာခဲ့တယ်အသေးကန်ဒုံးနေနဲ့လည်းပြက်ခတ်တက်ခိုင်းမှုချိန်မုံမှုပြုလုပ်ခဲ့တဲ့အတွက်အကြံဘက် KIA အများအပြားသိဆုံးခဲ့တယ်လို့ကွန်တုံးနေလည်းအများပြသိဆုံးတယ်လို့သိရပါတယ်เนาะကျွန်တော်ကွန်တုံးဆိုလို့ရှိရင်ကျွန်တော်မြို့ကပြည်သူတွေသိမှာပါဘယ်ကောင်နေလဲဆိုတာเนาะကွန်တုံးဆိုကွန်တုံးဆိုဘယ်ကောင်နေလဲဆိုတာကျွန်တော်မြို့ကပြည်သူတွေသိမှာပါเนาะအဲ့တော့ဒီကောင်နေကို PDF လို့ပြောရမှာယွန်းလို့ဗျာယွန်းလို့เนาะဒီကောင်နေကွန်တုံးတတပဲရှိတာကွန်တုံးတော့မှသူ့ထက်တာရင်တာအောင်မှာ ဒါကြောင့်မလို့ကျွန်တော်ကွန်တုံးလို့ပြောတာနော်အဲ့တော့ကွန်တုံးအများပြားလဲတည်သလိုအကျမ်းပကင်ရင်လည်းအများပြားထိခိုက်ကြဆုံးမှုဖြစ်ပြီးတော့ဒီနေ့တက်မတော်ရဲ့ဘုံမိုးရွာခြင်းကနော်나이ဝက်ခန့်ကြတယ်လို့သိရပါတယ်နော်ကောင်းကင်ရံမှာတောက်လျှောက်ဝဲပြန်ပြီးမှအသေးဘုံမိုးရွာခဲ့တာဖြစ်တဲ့အတွက်အကျမ်းပကင်ရင်လည်းပြေးကြမြည်မရှိသလောက်ဖြစ်သွားပြီအဲ့တော့နောက်နောက်မြည်သည့်လက်နက်ကင်မှဂျိုးမထောင်ရဲအောင်တက်မတော်ကလက်ရှိရွေးကောက်ပွဲမတိုင်ခင်ကာလအတွင်းလိုက်လံနှိမ်နှင်းမှုတွေပြုလုပ်နေပါပြီ။သခိုင်းဘက်မှာလည်း ထုံနီးတူစွာပဲတက်မလို့ရဲ့လေချောင်းတက်ခိုင်းမှုတွေအားကောင်းချက်တွေဒါတက်မလို့ရဲ့မြေပြင်ထိုးစစ်တွေတအားကောင်းနေပါတယ်เนาะအဲ့တော့ဆက်လက်ပြီးတော့ကျွန်တော်တို့တွေအောင်မြေတွေနဲ့အတူနားဆွဲရတော့မယ့်အခန်းကဏ္ဍရောက်ပြီးတော့မြန်မာနိုင်ငံကြီးလည်းအမြန်အေးချမ်းတော့မယ်လို့ထည့်ပြောလိုက်ပြသည်နောက်တစ်ခါတော့ကျွန်တော်ရွေးကောက်ပွဲအားလုံးပူပေါင်းပါဝင်မှုလိုတယ်ဒီရွေးကောက်ပွဲပူပေါင်းပါဝင်မှသာလျင်ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေရဲ့ထွက်ပေါက်ဖြစ်တဲ့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံကြီးကျန်းမာရေးပြန်ကောင်းမှာဖြစ်ပါတယ်ဒါကြောင့်မလို့ရွေးကောက်ပွဲကိုလည်းအားလုံးပူပေါင်းပါဝင်မှာလို့ဒီနေရာနေပြီးတော့ ပြောလိုက်ပြစေအဲရွေးကောက်ပွဲမှာဘယ်ပါတီကိုမဲပေးရမယ်ဘယ်ပါတီကိုမဲပေးရမယ်လို့တော့ကျွန်တော်မပြောလို့ပါဘူးအဲသူတို့ပါတီတွေရဲ့အရေးချင်းကိုကြည့်ရမယ်အရေးချင်းကိုကြည့်ရမယ်ဥသိမ်းစိန်လက်ထက်တုန်းကဘာတွေလုပ်ခဲ့လဲလက်ရှိကြက်ခိုင်ရင်တော့ဖွံ့ဖြိုးရေးပါတီရဲ့ဥက္ကရာတွေကသူတို့လက်ရှိဘာတွေလုပ်နေလဲနော်ပြီးသုံးလုံးကဘာတွေလုပ်နေလဲဒါတွေကိုလေ့လာရမှာဖြစ်ပါတယ်နော်